ဟောင်းလေဟိုခုနရေစာလို့ဆိုရှေ့ရှေ့မမလေးမျက်နှာလေးစသလောက်စိတ်ထားလေးလည်းအရင်ကောင်းတယ်နော်အချင်းဝရဘယ်မှာကောင်းလို့ရအောင်မမဟုတ်တော့ဘူးဒီတော့တကယ်ခွင့်တကယ်တော့ပြင်လိုက်တော့ရိုက်ခွဲအဲ့မီးလေးကိုရိုက်ခွဲတော့ဝိတ်ချခြင်းတဲ့သူတွေစီးဂျိုတွေနှလုံးတွေအသေးတွေကြောက်ကက်တွေမဖြစ်ခြင်းတဲ့သူတွေ ဖြည်းဖြည်းချင်းဝါဖြည်းဖြည်းချင်းစားပါโอเคเนาะဟယ်လိုအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆာဆာကြီးတရားဗီဒီယိုလေးတွေရွေးရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်내တူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဟမ်ဟာပါပါอืม လာကြီးလားဟမ်တော်တော်ကိုစွမ်းနေနော်အောက်ကနေဝလုံးနဲ့ပြက်တာနော်အပေါ်မှာပြန်နေတဲ့ Jet Fighter တော့မလုပ်ဘူးနော်စောက်ရမ်းကိုစွမ်းတာကွာနေနေနေဟမ်ပါလန်နာမမလို့နော်ဝလုံးတစ်ခုရှိရင်ကို အစင်ပြေတယ်ကြံတာဘာမှမလို့မင်းတို့ မိို့ချွေတာသုံးခုပြောခဲ့တာတော့ဟုတ်တယ်။ဒါပေမဲ့ဒီစီဝေးကမ်းမှာဟဲ့ဒီစီဝေးကမ်းမှာမင်းတို့ဘာလို့ဒီမိသီးကိုဘာစိတ်ကူးနဲ့တတ်လိုက်မှန်းတော့ငါမသိတာ။ဟာဟဲ့မိလာနင်းတို့မိသီးကစမ်းတယ်နော်။သူကစင်စားဟဲ့လို့អော်မှာပြန်လင်းတဲ့မိသီးမျိုးနဲ့တူတယ်ကြည့်ရတာတက်လား။ဟဲ့ဆိုပြန်လင်းတယ်ခဏနေရင်ပြန်ပိတ်တယ်။ကြမ်းကြမ်းဖန်ဖန်နော်။ဟာ Hey, hey, hey! ဒီလိုနဲ့အစည်းအဝေးကဘယ်တော့မှလုပ်လို့ရတော့မှာမဟုတ်တော့ဘူးဒီနေ့ကအစည်းအဝေးကအဲ့ဒါပြီးအောင်ပါလာရင်ဟေးဒီမိတီကဘယ်လိုလုပ်တာလဲဘယ်သူမှကောင်းဝင်ယူမလဲမကြိုက်မခိုင်မခါဟာမင်းထားမခိုင်မင်းလုပ်တဲ့ဒီမျိုးမင်းတောင်းဝင်ယူဟေးကောင်းနေပြန်နေလူနဲ့အစည်းအဝေးဆက်လုပ်မယ်ဟေးမနဲ့လာမယ့်နေ့အတွက်မနဲ့ဟေး ်ငါထင်တာကအခု80ရာခိုင်နှုန်းကအစီအရဘယ်လိုမှခလုံးလို့ရတာမှမဟုတ်တော့ဘူးပြီးတော့ချက်ချင်းခုချက်ချင်းသွားပြင်လိုက်တော့ရိုက်ခွဲအဲ့မီးဒီကိုရိုက်ခွဲကျန်ကျန်ပပနော် ဂျာဤအစည်းအဝေးလုပ်မဲ့ယုံကန်လေးကိုမှဒီမီးသီးကိုကြံကြံဖန်ဖန်တက်ထားရတယ်လို့မစိအားတော့ကဲဒီဟိုတနေ့အကျွေးလည်းမပေးရသေးဘူးနော်ခုလည်းအကျွေးယူမလို့လားอ๋อရ oh, oh, ှင်อ่ะလေအပေါက်ဆိုးလိုက်တာရှင်ဘယ်လိုဖြစ်တာလဲပေးမှာပေါ့ဘယ်သူတာလဲမအားမလားအေးအဲ့ဒီအကြောင်မအနေထားကိုကြည့်ပေါ့ကဲနေစမ်းပါဦးရှင်ကအပြုတ်ကြီးဆိုတော့လေဥဘဲဥကောင်းမကောင်းရွေးပေးစမ်းပါဦး အပျိုကြီးဆိုတော့ဥဖဲဥကောင်းမကောင်းရွေးပေးဦးနဲ့အပျိုကြီးတွေကအဲ့လိုလေလားဥကောင်းမကောင်းကောင်းကောင်းရွေးတတ်တာလားဟင် အပျိုကြီးတွေတစ်ချက်လောက်ရှိရင်မန့်ခဲ့ပါအောင်အပျိုကြီးတွေကဥကောင်းမကောင်းရွေးတတ်တယ်တယ်နော်ကောင်းကြီးတို့မဲတော့ကောင်းနေသေချာမှတ်တာနော်ဒီစမ်းပါအောင်ရှင်ဟာအပျိုကြီးဆိုတော့လေဥဘဲဥကောင်းမကောင်းရွေးပေးတာဥဘဲဥကောင်းမကောင်းလေမနေ့ကတော့ညီမတို့ရွေးလေ ော်အဲ့ဒါဆိုလည်းအပြူကြီးဆိုတော့ကြီးတဲ့ဥနဲ့သေးတဲ့ဥခွဲပေးစမ်းမလားငါမခွဲရလို့ပြောဖြစ်နေလားငါမခွဲရလို့ပြောဖြစ်နေလားဆက်ရခွဲရမယ်နဲ့ချစ်ကနေစီအပြူကြီးယူပဲမမတို့ကျွန်တော်ရေလေးတစ်ခွက်တော့တိုက်လို့ရတာနေရလက်ကမျိုးတောက်ချင်နေမှသူရေမနေ့ကိုဆိုမနေ့ကိုဆိုမမရဲ့မမရဲ့မျက်နှာထက်လာတယ်နဲ့ဘာလို့ကျွန်တော်ဒီလိုစကားမျိုးပြောရလဲတောက်ကြည့်တောက်ကြည့်ဒီနော်မောင်လေးမောင်လေးရေတောက်ချင်တာလားမောင်လေးတဲ့ 哈哈哈哈哈！那你啥路数？嗯，耶耶耶耶，你啥路数？耶耶，哈哈哈哈哈哈！你啥路数？嗯，耶耶耶耶，你啥路数？耶耶，哈哈哈哈哈哈！蛮牛的哦，哎，猛嘞！那你啥路数？耶耶耶耶，哈哈哈哈哈哈！妈妈哩，你哪里咋子了？谁家里的烟缸呀？ တာနဲ့လေဟိုမောင်လေးကမမတို့ရွာဘာလာလုံးတာဟုတ်ဟောဒီတော့ဘာရှမ်ပူရပါခေါင်းရှော်တွေလာမိတ်ဆက်ပေးတာအမလေးမောင်လေးစီးပွားရေးကိစ္စသာဆိုမမဘယ်ပြောတီကောင်မသွားမှအလောက်ကရှိတာမဟုတ်ဘူးအော်အဲ့လိုလားကျွန်တော်တိတယ်အဲ့ကြောင့်အဝေးရဲ့ကြည့်တယ်မမအရန်တော်ရစီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုတော့တိမမတဲ့ရနော်ကျွန်တော်ရစိတ်ကူးတယ်လုံးဝအိုင်ဒီယာတိုက်ကောင်းပါလေကျွန်တော်ပြောရရှိရယ်ကျွန်တော်ဒီဘိုင်ယိုရှမ်ပူကလေ ဘာယူရှင်ဘူးလားဟုတ်ဟုတ်ဟုတ်စိတ်ကောတလူပါမောင်ကြီးအာနာလိုက်ဟိုတဘောကအတီးနံနေ90ရာခိုင်နှုန်းနဲ့ပြုတ်လုထားတယ်ပြီးတော့စပင်ကျွတ်တာတက်တာစီရေဘောပြုတ်တာတက်တာစီအပီးကျူမမရှာနေတာဒါမျိုးလေးဒါမျိုးလေးရှာဒါမျိုးဒါမျိုးဒါမျိုးရတယ်မောင်လေးဟာအမစစ်တစ်ကုန်ကြီးအလောက်ကင်မရှိမိမဲ့လေအနေထောက်ရှုံးဟိဟိုမောင်လေးနေမဟုတ်အနေထောက်ရှုံးအနေထောက်ရှုံး အနေထဘယ်နေရာကိုရှိုးခိုင်းတာလဲတော့မသိဘူးနော်အနေထကိုရှိုးမောင်လေးဟိုအမကလေအလောက်ကင်မရှိပါနဲ့လေအနေထကိုရှိုးအနေထကိုရှိုးဟိုမောင်လေးမောင်လေးတို့ကမ်ပဏီတခုတော့ဝယ်နိုင်လဲလာအာအေးချက်ချက်ဖြစ်သွားတာရအောင်ဟေ့ချိုးမနင်းလို့များနော်လက်သွက်ချက်ကတော့မနိုင်ဘူးလက်သွက်ချက်ကတော့ချက်ချင်းကိုဖြစ်သွားတာ

မိုးချိုးပြင်မှာကြောက်လို့လေကြည့်အောင်ကလေးတကယ်ကြီးကြောက်နေတာဗျာကြည့်အောင်ဘလောက်တောင်ကလေးကိုမိုးမရွာခင်ဘလောက်တောင်ချိတ်ချောက်ထားလဲမသိဘူးနော်ကလေးကစိတ်ထဲမှာစွဲပြီးတော့ကြောက်နေတာကြည့်အောင်စီတူကျန်တဲ့တပါးကိုသူလက်ကြည့်အောင်你把你老子，把你干掉了，我告诉你，是不？我告诉你。 အဖေကလည်းမရှိဘူး။ဟာဟာ။တားဖာခြင်းကိုနော်တားဖာခြင်းစေးထိုးတာတားဖာခြင်းကိုစေးထိုးတာဝိတ်ချခြင်းတဲ့သူတွေအတွက်ပိန်ခြင်းတဲ့သူတွေအတွက်တကယ်ဒေါက်တာတယောက်ပြောပြထားတာလေးကိုအထူးထူလိုက်ကြည့်အောင်ဒါအမှန်နော်ရှေးလူကြီးတွေကအမှန်အခုတက်ကြည့်လေထမင်းတလောက်ကို25ချက်ဝါးပြီးမှမျိုးချတတ်တဲ့အတော်ကြီးက80ပြည့်ပြီဘာရောက်မှမရှိဘူးအဲ့ဒါအမှန်နော်ခုခေတ်လူငယ်တွေကလေ အဲ့လောက်ကြီးမလောနဲ့စားတော့တခုကိုဖြည်းဖြည်းစာကြာကြာဝါရှေ့လူကြီးပြောတာအရင်မှန်နေတာဒါတွေကကျွန်တော်တို့ခုနောက်ပိုင်းတွေ့လာတာဒါပေမဲ့လေအဲ့တခုကတိလာအလုတ်မှာဆိုရင်တော့အဆင်မပြေဘူးဗျအိမ်မှာစားရင်တော့အဆင်ပြေတယ်အလုတ်အလုတ်မှာစားရင်တော့အချိန်ကိုလူစားတာနဲ့မြန်မြန်နားကျင်တာနဲ့ပေါ့နော်ဘယ်သူမှတော့အဲ့လိုမျိုးကြီး25ချက်ကြီးတော့ဝါစားဖို့အဆင်မပြေတော့ဘူးဗျတိလာအလုတ်ထဲမှာစားတဲ့အခါမျိုးတွေပေါ့နော်ကြာကြာဝါရှေ့လူကြီးပြောတာအရင်မှန်နေတာဒါတွေကကျွန်တော်တို့ခုနောက်ပိုင်းတွေ့လာတာတွေကအမှန်ပဲ အင်ဆူလင်ရက်စစ်တန့်အင်ဆူလင်ကိုဒါတုံ့ပြန်မှုနည်းလာတယ်။နော်လူတွေကလည်းဝလာတယ်။သွေးတို့နှလုံးစည်းကြိုသွေးတို့နဲ့ကြောက်ကပ်တွေစနေပြီ။အာသဲစီဖုံးတွေဖြစ်နေပြီ။လူတွေကအဲ့လိုမျိုးမျက်နှာတွေမဲလာတယ်၊ကုတ်တွေမဲလာတယ်၊အသီးတွေထလာတယ်။နော်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ဟာဒီကအစားတော့မြင်မြန်စားလာတာ။သူကချက်ချင်းဝိတ်ချဖို့မလွယ်တော့ဝိတ်ကလည်းတက်လိုက်ဖြစ်လာတယ်။ကြိုက်လည်းကြာလာတယ်။အဲကျွန်တော်လည်းအဲ့လိုဖြစ်ခဲ့တာ။ကျွန်တော ማለት ဆိုကျွန်တော်ဆေးကန်းထိုင်တဲ့ခါကျအမြန်စားတာ။ဒီခါလေးကိုစားဘာမှမသိဘူး။25ကျက်မပြောနဲ့။ တစ်ချက်နှစ်ချက်၆ချက်တစ်ချက်နှစ်ချက်လောက်ဆိုရင်ကိုဘတ်ဆိုမြို့ချလိုက်ရောတော်တော်များများအဲ့ဒါနေမဖြစ်မဖြစ်လဲဆိုယောဂတွေဆုလာတယ်ဒါဒီအယံမှန်တယ်နော်ဝိတ်ချခြင်းတဲ့သူတွေနော်စီကြိုမဖြစ်ခြင်းတဲ့သူတွေနာရာရှင်မဖြစ်ခြင်းတဲ့လူတွေဖြည်းဖြည်းစာတစ်ချက်ချင်းဝါအတိလေးနဲ့ပေါ့နော်ဒတိလေးနဲ့ဝါဒီပြတော့26ချက်5ချက်ကတော့များတယ်ဘာပြောအချက်20လောက်တော့ဝါလို့ရပါတယ်အနည်းဆုံး15ချက်လောက်တော့ဝါ25ချက်မဝါတော့15ချက်လောက်ဝါ ကျွန်တော်အမြဲတမ်းပြောပြတယ်ကျွန်တော်ចောင်းတော့ကအဲ့ဆံမဆိုပေါင်ပြတော့မရှိပိတ်ပိတ်လေးအဲ့ဆံမတယောက်ဆိုရင်အရန်ပိတ်နေ तू ကထမင်းစားကြောင်းဆင်းသွားပြီ तू ကတနားလောက်ရှိပြီ तू ကစားလေးဖတ်လိုက်ထမင်းလေးစားလိုက်နေဖြစ်ဖြစ်ကျွန်တော်တို့ကအာနိုင်ဝတ်တော့မကြောက်စားတော့ပြီးအိမ်ဟုံးနံစပိန်စီပြီးတော့ကစားကြနေပြီចောင်းနေမှာဆံမပိတ်ပိတ်လေးကခုချိန်ထမင်းစားနေတော့တနားတော့ကြာတယ်အဲ့ကျွန်တော်မှတ်မှတ်ရကျွန်တော်လည်းပါဘာလို့ तू စားတာရမ်းကြာတယ်ကျွန်တော်လည်းအဲ့လိုမျိုးတော့မှတ်ထားတာတွေပေါ့နော်ငငယ်တော့မှတ်ထားနေတယ်ကြီးလာတဲ့ခါလာစိတ်ပညာတိုက်ဆိုင်ကြည့်လိုက်ခါကျတော့ဩ ါမှန်တယ်ဒါဟုတ်တယ်ဝိကြခြင်းတဲ့သူတွေထမင်းတလောက်ကို25ကျပ်ဝါတယ်အဲ့လောက်မဝါနိုင်တော့မှ25ကျပ်အချက်20ကျပ်ဝါဆိုလိုချင်တာကတော့အစာကိုကြည်ကြည်လေးဝါပြီးမှမျိုးချစေချင်တာပေါ့နော်ကျွန်တော်မုံမီမုံမီအောင်ရဲ့ကျွန်တော်ဟိုအင်တာဗျူးဖတ်ဘူးတယ်အဲ့ဒါရင်းတော့သူဆိုမင်းသမီးပေါ့နော်သူနဲ့ပေါင်တရာပဲရှိနေတယ်130တော့မကျော်ဘူးတရာပတ်ချလဲပဲရှိတာသူက TV ကြည့်ရင်မှစားတာသမင်းတစ်ခုစားရင်တနားလောက်ကြာတယ်တဲ့ ဟောအဲ့ဒါတွေကအမှန်ပဲငါလည်းဝိတ်ချိုင်တာတော့အမှငါဘာလို့ဝါတာလဲငါအမြန်စားလို့ဝါတာလောတာလीလောလောလောနဲ့စားတာလीအဲ့ဝိတ်ချခြင်းတဲ့သူတွေစီးဂျိုတွေနှလုံးတွေအသေးတွေကြောက်ကက်တွေမဖြစ်ခြင်းတဲ့သူတွေဖြည်းဖြည်းချင်းဝါဖြည်းဖြည်းချင်းစားပါโอเคเนาะအခုလို့မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ကိုလုံးဝကိုတန်ဖိုးရှိတဲ့စကားလုံးတွေဗျာ ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းရောအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရွယ်ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်